းဆောင်အစီအစဉ်ဖြစ်ကျွန်တော်အာတောက်သုံးရီရရှိဟောဒီလိုတောင်ပေါ်ကြီးရွာတွေအတွက်ကိုလက်လံတက်ဆင်ပေးတာဒီက6 6ရွာမြောက်ပေါ့6ရွာမြောက်အတွက်ကိုအစီအစဉ်တက်ဆင်ပေးဖို့တွားနေတယ်ပေါ့ကျွန်တော်ဒီဟာကြိုက်ပါလို့ ရှိရဒီကားနဲ့သွားနေတယ်ပူတလောင်းလောင်းနဲ့ဆိုတော့လူနေရာတွေပါကိုအောက်ကတောင်ကိုကြားမှာရှိတယ်ဒီဘက်ကနေပြီးတော့တောင်ပေါ်ကိုရေစပ်တင်ကြတယ်ကျွန်တော်တွေ့လာတယ်ဒီဆိုလာနေတော့6ချက်ကို80ဝတ်တော့6ချက်ကိုတော့ရေစပ်ပြရမယ်ဝတ်3000 35ဘူး ပါဆိုရင်အမြင့်ပေအဲကျော်ကိုတည်ပြီးနိုင်ပါတယ်အောက်ကနေပြီးတော့ဟိုရေထွက်အောက်ကနေတောင်ပေါ်အမြင့်ပေ150ဆိုရင်ဒီတောင်ပေါ်ကိုတည်ပြီးနိုင်ပါတယ်အဲကျွန်တော်ကဒီရွာနဲ့သွားပြောတိုက်ထွားကြည့်ပါမယ်အကြီးရောက်ဒီလိုအကြီးရောက်ဒီနေရာတက်လက်စားနေယူလာခဲ့ရတာပေါ့ဗျာတစ်ခေါက်လာတစ်ခါပြန်သွားတဲ့အချိန်ဒီနေရာမှာဒါလည်းယူလာအချိန်ပြင်းနေတတ်မယ် စင်မပြင်းလဲပြန်သိမယ်ပေါ့ဗျာဒါကြီးမြင့်နေပြီထောင်ကျော်လောက်မြင့်နေဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့တဝက်ထိပဲပြင်ပေးနိုင်မှာပေါ့ကျောင်းအားလည်း B block မြင့်နေတယ်သူတို့ကစားမကြည့်ဘူးလို့ပြောတယ်ကျွန်တော်ကလည်းတော့အတိုင်းထားပြီးတော့ တော့ကျွန်တော်အနေနဲ့အခုလိုတောင်ပေါ်ဝေးလံခုံဖြားပြီးတော့သွားလာရန်ခက်ခဲတဲ့အခြေရွာတွေရှိကိုရေစနစ်တင်မကဘူးပေါ့အခုဒီရွာမျိုးဆိုလို့ရှိရင်အင်တာနက်တစ်ခါတစ်ခါသုံးဖို့တူတူဆိုင်ကယ်နဲ့အနည်းဆုံးနှစ်နာရီလောက်တော့သူသွားရပါလိမ့်မယ်အင်တာနက်ရှိတဲ့တနေရာပေါ့ဆိုတော့ဒီလိုရွာတွေအတွက်ကိုလည်းကျွန်တော် Starling နေတက်ပေးဖို့လည်းကျွန်တော်စီစဉ်နေပါတယ်စီစဉ်နေပါတယ်ခင်ဗျအာဟိုဘောအဝေးရမယ်တကယ်ခက်ခဲရမယ်ရာဒီရာသားတွေကိုယ်တိုင်လည်းတကယ်ကိုပဲလူလူလလနဲ့ပညာရောကလေးတွေရဲ့အနာ ်ပညာရေးအတွက်ကိုရောအတေချာအားထုတ်တဲ့လွာလဲဖြစ်ရမယ်လွာမျိုးဆိုရင်တော့ကျွန်တော်ဒီစနစ်ကဒီပညာသင်ကြားရေးအတွက်လိုအပ်တဲ့ဒီစာလင့်ပေါ့နော်ကျွန်တော်တင်ပြနေတဲ့အမောင်ကိုခွင်းနော်ဂျင်းကုတို့ပေါ့အဲဒီစနစ်ဒီပါကျွန်တော်တက်ဆင်ပေးမှာဖြစ်ပါတယ်အခုတော့ဒီနေ့ဒီနေ့ကတော့အခုဒီရေစနစ်ဆိုလို့ရှိရင်အမြင့်ပေ150ကျော်တင်ပေးနိုင်တယ်နှစ်လမပိုက်နေပေါ့နော်အဲဒီရေစနစ်ကိုဆိုရင်ကျွန်တော်ကုန်ကြစီကျွန်တော်သွားလာစီဒီပါမပါပေါ့ ကျသိန်း60ကျော်ကုန်ပါတယ်ဆိုလာချက်ကြီး6ချက်နဲ့6ချက်နဲ့ပတ်စနစ်နဲ့ပိုက်ပိုးတွေပိုက်တွေနဲ့ဆိုတော့ကျသိန်း60ကျော်ကုန်ပါတယ်ဘာပြောပြည်သူရဲ့စုပေါင်းကုသိုလ်ဖြစ်ပြည်သူမြတ်တာဖြစ်ကျွန်တော်တော့တက်ပြီးမှဖြစ်ပါတယ်ဒါ6ရွာမြောက်ဖြစ်ပါတယ်ရေစနစ်တက်ဆင်ပြီးတာပေါ့နော်အကယ်ဒီရွာမှာအခြားအာဒီ starling အပါအဝင်ပညာရေးအတွက်ကလေးလိုအပ်နေသေးရဆိုရင်တော့ကျွန်တော်ဒီကြားထပ်မှန်လာပြီးတော့ကူညီပေးမှာဖြစ်ပါတယ်ခင်ဗျ။